ီနေ့မနေ့ဘုရားသခင်က prophet ပြုခြင်းဝိညာဉ်ကိုဘုရားသခင်သင်တို့ဘက်မှာဆေလုံးမှာဖြစ်ဒီရေစကြည်လ39မှာပါတဲ့အကြောင်းအရာတွေအခုလက်ရှိမြန်မာနိုင်ငံကြုံတွေ့ရတဲ့အခြေအနေဖြစ်နေဘုရားသခင်ကဖြစ်နေတဲ့အခြေအနေကိုဘုရားသခင်ကဝန်မခံနိုင်ဘူးဖြစ်လာမယ့်အခြေအနေကိုဝန်ခံစေခြင်းနဲ့ဘုရားဖြစ်နိကောအခန်းကြီး9:18တော့ကျွန်တော်တို့အားလုံးသိတယ်လူမီဒီကခရစ်တော်ရှင်တွေသိပြီဟောင်းလို့ဟောင်းလို့ပြောနေခဲ့တဲ့တည်တည်တည်နော်ဒါပေမဲ့နိကောအခန်းကြီး9:9မှာဘာပြောလဲသိလဲ ငါတို့ဟာတဲ့မျက်မှောက်အမြင်အဖြစ်မမြင်မဲနဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းတယ် we live by faith and not by sight ပြောင်း we live by faith and not by sight မျက်မှောက်အမြင်အဖြစ်ငါတို့ကတဲ့မလျှောက်လန်းမှုတဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းတယ်ဒါဆိုကျွန်တော်ပြောမယ်ကေကုသူရလာပါအောင်ကျွန်တော်ကုသူရလာပါအောင်ကုသူရလာပါအောင်အခုကုသူရကျွန်တော်ရှိကနေဟိုဟိုဘက်မျက်နှာမူပြီးရှောက်ပါကျွန်တော်ကုသူရနောက်ကိုလိုက်ရှောက်မယ်ဆိုကျွန်တော်မပါလို့အောင်လဲမျက်စိမိတ်ပြီးရှောက်လို့ရမလားမျက်စိဖွင့်ပြီးရှောက် မျက်စိဖွင့်ပြီးတော့မှရှောင်းအောင်မယ်အကဲလို့ဒီဘက်ဒီဘက်လာပါကိုသူရဒီဘက်သွားမယ်ကျွန်တော်ကကိုသူရအရှိတ်သွားနော်ကျွန်တော်မျက်စိမိတ်ထားမယ်နော်ကိုသူရရှောင်းကျွန်တော်ဘလို့ရှောင်းလို့ရမလဲရလားရရင်တော့ရလိမ့်မယ်ဒါပေမဲ့ကျွန်တော်သူ့နဲ့ထက်ချွတ်မကောင်မသွားနိုင်တော့ဘာကြောင့်လဲကျွန်တော်မျက်စိမိတ်ထားလို့အကဲလို့ကျွန်တော်မမြင်တဲ့သူတယောက်ဆိုရင်ပို့ဆိုးပြီပေါ့ဘလို့မှကျွန်တော်သူ့နောက်လိုက်လို့မရတော့ ဒါဆိုရင်ငါတို့ကမျက်မှောက်အမြင်အားဖြင့်ငါတို့ကရှောက်လန်းတာမဟုတ်ဘဲနဲ့ယုံကြည်ခြင်းနဲ့ရှောက်လန်းတယ်လို့ပြောရင်ဒါဆိုယုံကြည်ခြင်းနဲ့ရှောက်ဖို့ဘယ်လိုရှောက်မျက်စိတော့မမြင်ဘူးဗျာယုံကြည်ခြင်းနဲ့ရှောက်မယ်ဒီဘက်ဒီဘက်တစ်ခေါက်ပြန်သွားပါဦးမျက်စိတော့မမြင်ဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့ရှောက်မယ်နှုတ်ကပတ်တော်ကယောမအခန်းကြီး30အပိုင်းက၁၆ခန်းနဲ့မှာဘယ်လိုပြောလဲအားလုံးသိတယ်ကြမ်းမိုက်ယုံကြည်ခြင်းသည်ပြောယုံကြည်ခြင်းသည်ကြားနာခြင်းအပြင်ဖြစ်ကြားနာခြင်းသည်လည်း ဒါဆိုရင်တင့်တတ်တာမှာယုံကြည်ခြင်းဘလို့ရှိလာမလဲဖယားသခင်ရဲ့စကားကိုတင်ချားရင်ယုံကြည်ခြင်းဖြစ်လာလိမ့်မယ်အာမင်ကဲဟုတ်ပြီကျွန်တော်ကိုကျွန်တော်ကိုရှေ့ကနေပြီးတော့ဥဆောင်ပြီးတော့မှကုသရသွားနေတဲ့ခါမှာနော်ဆရာဂျိုးနောက်ကလိုက်ခဲ့လို့အဲ့လိုပြောပေးကျွန်တော်မျက်စိမိတ်ထားမယ်နော်ဟုတ်ပြီနော်အဲ့တခုံးပြီးတော့တခုံးဆက်တိုက်ဆက်တိုက်ပြောနေမယ်နော်ကျွန်တော်နောက်ကလိုက်မယ်နော်โอเคသွားပါရှင် ဟယ်လိုကျေးဇူးတင်ရပြီလက်ကောက်တီးကုန်ပြီအောင်ကျွန်တော်အခုသူ့နောက်ကိုလိုက်လို့ရသွားတယ်ဘာကြောင့်လဲမျက်စိကတော့ပိတ်ထားတော့ညာလည်းပဲဘာဖြစ်လဲနာကြားနေရတယ်နာကြားတဲ့အခါကျတော့သူပမာရှိနေလဲဆိုတာကိုကျွန်တော်ထားချက်မခွာလိုက်လို့ရသွားတယ်ဒုညလကောက်မတင်ကိုတော့အတန်ကိုကြားရင်ဘယ်တော့မျက်ချင်မပြတ်တော့အာမင်ကိုတော့အတန်ကိုကြားရင်တင်ဘယ်တော့မှမျက်ချင်မပြတ်တော့အရေးကြီးတာကိုတော့အတန်ကိုကြားဖို့ပဲလိုအပ်တယ် ီနှုတ်ကပတော်ကြီးအောင်စဖောင်းရေရလာနိုင်ငံခိုင်း39အပိုင်ငယ်တိတ်ကနေဖောင်းတဖန်ဖောင်းဟယ်လိုဒီမှာကြည့်အောင်မြန်မာနိုင်ငံခြေနေအခုခြေနေအဲ့လိုပဲဝိညာဉ်တော်အပြစ်ခေါ်သွားတယ်အယိုးတွေနဲ့ပြည့်နေတဲ့ဂျိုင်းအယိုးလို့ပြောရင်အသက်ရှိလားမရှိလား ဒါပေမဲ့တစ်ချိန်မှာအသက်ရှိခဲ့တယ်။တစ်ချိန်လုံးကအသက်ရှိခဲ့တယ်။အယိုးလေဟုတ်တယ်မလား။အယိုးဆိုဘယ်ကလာလဲ။အဲ့ဒီခန္ဓာကိုယ်တွေကလာတာလေဟုတ်တယ်မလား။တစ်ချိန်ကအသက်ရှင်ခဲ့ဘူးတယ်။ဘာဖြစ်လဲ။အခုဘာဖြစ်နေလဲ။တည်သွားတာမကဘူး။အယိုးတော်မှာယိုးယိုးယိုးမို့တွေးချောက်တဲ့အယိုးတဲ့။ဒါကြောင့် नो ထမှုလို့ကျွန်တော်တို့ပြောတဲ့စကားသည်တစ်ချိန်ကသေခဲ့တယ်။ဒါပေမဲ့ပြန်ပြီးတော့မှအသက်ရှင်လာတယ်။အဲ့ဒါ नो ထမှုလို့ခေါ်တယ်။အခုမြန်မာနိုင်ငံအခြေအနေကိုကြည့်တဲ့အခါမှာ တစ်ချိန်ကတော့အသက်ရှင်နေအခုအချိန်တွေကတော့ဘာမှမျောလင်းစရာမရှိဘဲနဲ့၆သွင်းနေတယ်လို့ခံစားနေရတယ်။အဲ့ဒီနေရာကိုလည်းဝိညာဉ်တော်ကခေါ်သွားတယ်။ဒါနဲ့ပတ်သက်ပြီးဒါလေးမပြောခင်ကျွန်တော်ကျွန်တော်ပြောတဲ့ဒေရှာနှထောက်မှာသူ့ရဲ့ background ဘလို့ဖြစ်လဲဆိုတော့ Idrila နိုင်ငံကဘာဘူးလုံ Empire အောက်မှာအနှစ်80သွားပြီးတော့ကျွန်ခန်းတယ်။ဟိုမောရှိလက်ထက်ကအနှစ်၄00ပြောတာမဟုတ်။ဖျားစကားကိုနားမလည်တော့ကြောင့်ဖျားသိက Idrila မြေကိုအနာပေးတဲ့အနေနဲ့အနှစ်80ကြာ70 years အနှစ်80ဖျားသိကအနာပေးလိုက်တယ် ဘုရားစကားကိုနားမထောင်အိတ်ဖောင်းလို့စိတ်ပြောင်းမှုတော့မှလှုပ်ချင်တာလှုပ်တဲ့အချိန်တွေမှာဘုရားသခင်ကအဲ့ဒီနေရာကိုရန်သူတွေကိုကျူးကျော်စေပြီးတော့မှနှစ်ပေါင်း80အဲ့ဒီရန်သူတွေရဲ့တင်သွားခြင်းကိုခံရတယ်အဲ့ထက်မှာဒိုင်ရင်လာတို့ဟာနနီမီရှေလာအာဇူတို့ပါတယ်အဲ့တော့ယီဇေကျေလာကိုတိုင်ပင်လင်ဘာဘူးလုံနိုင်ငံမှာသုံးပန်းအဖြစ်ခေါ်တဲ့အခါသူလည်းပါသွားတယ်အဲ့ဒီအချိန်မှာဘာဘူးလုံမြို့မှာရှိတဲ့အချိန်မှာပင်လင်သူတို့မှာမျောလင်းချက်မရှိတော့ဘူးဣသရေလနိုင်ငံကလည်းအကုန်လုံးပျော်ပြက်နေပြီ။ ရန်သူတွေကလည်းမြေမျိုးတတိုင်းနေအားလုံးကိုဖြိုချလိုက်ပြီ။စားတောက်စရာတွေကလည်းမရှိတော့ဘူး။ဗိမ္မာတော်ကလည်းပဲပြိုပြက်သွားပြီ။ဘာမှမျောလင်းစရာမရှိတော့တစ်ချိန်လုံးကဘုံမီနေလာတောက်ခဲ့တဲ့ဣသလန်နိုင်ငံကြီးကအခုချိန်မှာပြပြဖို့သွားပြီ။ကျွန်တော်တို့အခုကြုံတွေ့နေရတဲ့အချိန်တော့ဘာထူးလို့လဲ။ကျွန်တော်တို့ပြောရင်ဘာပြောလဲ။ဟိုခစ်တုန်းကလေဟိုလွန်ခဲ့တဲ့ဘယ်နှစ်ခုနှစ်တုန်းကငါတို့အချိန်နဲ့အတူလို့ အတိတ်ကအကြောင်းတွေကိုပဲတသတာလွန်ဆွပြီးတော့မယ်ကျွန်တော်တို့အသက်တာထဲမှာကြေကွဲခံစားနေရတယ်။အခုလည်းပဲဣသရေလနိုင်ငံရဲ့အခြေအနေကသွေးချောက်တော့အယုတ်ကဲ့သို့ပဲတစ်ချိန်လုံးကအသက်ရှင်ခဲ့တယ်။တစ်ချိန်လုံးကအားကြီးခဲ့တယ်။တစ်ချိန်လုံးကသူတို့ရဲ့အသက်တာထဲမှာဘုံတကူနဲ့ပြည့်ဝနေခဲ့တယ်။ဒါပေမဲ့အခုချိန်တော့ဘာမှမရှိတော့သွေးချောက်တော့အယုတ်ပဲဖြစ်တယ်။အဲ့ဒီမှာတဲ့ဘုရားကရည်စည်ကြလောက်ကိုမင်းတို့အဲ့ဒီမှာဘုရားကထားပြီးတော့မှဘုရားကသူ့ကိုမြင်စေတယ်။ဂျိုင်းလို့ပြောတယ် ဂျိုင်းလို့ပြောရင်အတ္တဝိညာဉ်ရေးအတ္တနိုင်ပါနေတဲ့အခြေအနေကိုပြောမှာဖြစ်တယ်။နောက်ကဘတော်မှာကြည့်မယ်ဆိုရင်ဂျိုင်းဆိုတဲ့နေရာရှိတယ်။ကျွန်တော်တောင်ဆိုတဲ့နေရာရှိတယ်။တောင်ဆိုတဲ့နေရာဒီကျွန်တော်ရဲ့အတ္တထဲမှာအမြင့်ဆုံးဘုရားသခင်ပို့ဆောင်တဲ့အအောင်မြင့်ဆုံးအချိန်အတိုးတက်ဆုံးအချိန်ဝိညာဉ်ရေး level အမြင့်ဆုံးအချိန်ဒါပေမဲ့အခုဘယ်နေရာမှာရှိနေတယ်လဲ။ဂျိုင်းမှာရှိနေတယ်။ကျွန်တော်ခဏခဏဆာလ23မှာဖတ်တယ်။အကယ်စင်စစ်တင်မင်းအရေးလွတ်မိုးတော့တောင်ပေါ်သို့လားဂျိုင်းထဲသို့လား giant အဲ့လို giant ဆိုတဲ့နေရာဒီအနိုင်ပါဆုံးသောအချိန်နေစိတ်တက်ကြနေတဲ့အချိန်နေအားငယ်နေတဲ့အချိန်အဲ့ဒီနေရာမှာတွေးချောက်တဲ့ယိုးနေမှာရှိတာဘာမှမျောလင်းစရာမရှိတော့ဘူးနှစ်ကိုဖောက်အောင်မပြောလဲထိုယိုးတို့ပတ်လည်နိုင်ထို giant မျက်နှာပြင်းနိုင်များစွာသောအယိုးတို့သည် ရှိ၍အလွန်တွေးချောက်ကြ၏အိုးအဲ့ဒီအယိုးတွေရှိနေုံသာမကပဲနဲ့အဲ့ဒီ giant မျက်နှာပြင်းမာတဲ့များစွာသောအယိုးတွေဒါဆိုများစွာသောအယိုးလို့ပြောဆိုတာအယိုးကဘယ်ကလာလဲ လူလေဟုတ်တယ်မလားတစ်ချိန်လုံးကအသက်ရှင်ခဲ့တဲ့လူတွေအများကြီးကအခုဘာဖြစ်နေကြလဲအယိုးတွေအသက်ရှင်နေသူများစွာကအကုန်လုံးတည်ဆုံးကုန်ကြပြီးတော့မှအယိုးတွေပဲတစ်ချိန်လုံးကကျွန်တော်တို့ရဲ့နိုင်ငံတစ်ချိန်လုံးကကျွန်တော်တို့ရဲ့မိသားစုအခြေအနေလွန်ခဲ့တဲ့၄နှစ်တုန်းကဘယ်လိုအခြေအနေရှိခဲ့တာလွန်ခဲ့တော့လွန်ခဲ့တဲ့၄နှစ်တုန်းကငါစီပွားရေးအခြေအနေငါမိသားစုအခြေအနေငါရဲ့ညီအကိုမောင်နှမတွေအခြေအနေအခုဒီလို၄နှစ်လောက်ကြာလာပြီးတဲ့အခါမှာဘယ်လိုတွေဖြစ်သွားကြလဲ အဲ့ဒီຢာတွေကိုပြန်ပြီးတော့မှစမြုပ်ပြန်ပြီးတော့သင်ပြောရင်သင်တွေ့ခံစားလို့မကောင်းပါဘူး။နာကျင်စရာတွေအများကြီးပါ။ဒါပေမဲ့အဲ့ဒီနာကျင်စရာအလုံးကိုဘုရားသခင်ကကျင်နာစရာဖြစ်စေလင်။ကျင်နာပေးတဲ့ဘုရားရှိတယ်မိတ်ဆွေ။အဲ့ဒီအယိုးတွေကတဲ့အလုံးသွေးချောက်ကြတယ်စဉ်းစားကြည့်ပါဦး။သွေးချောက်ခြင်းကိုဖြစ်စေဖို့ရန်တွေ့အဲ့ညမှာနေအေးမလားနေပူမလား။ဟမ်။သွေးချောက်တယ်ဆိုတဲ့အချိန်ကြီးအစင်းကြီးဖြစ်ဖို့အတွက်အလုံးနဲ့ဒီမှာပြောရနှုတ်ကပတ်တော်တွေမှာအလုံးသွေးချောက်တယ်။ ်ပူကလည်းပူဂျိုင်ဝမ်လည်းဖြစ်တယ်အယိုးပုံနဲ့အဲ့နေမှာဘယ်နှယောက်သွားလဲခြင်းလဲဘယ်သူမှမသွားခြင်းနော်ကျွန်တော်တို့ ठी မပါဘဲနဲ့နေပူတဲ့သွားရင်တော့ဘယ်သူမှမသွားခြင်းညာဘူးအဲ့ဒီလိုတကယ်6သူရဲ့နေမှာမနေခြင်းညာဘူးအဲ့ဒီအခြေအနေတဲမှာဘုရားကနေပြီးတော့ယေစကြည်လောက်ခေါ်ဆောင်ပြီးတော့မှ तू ပြခြင်းနဲ့သူ့ရဲ့ပြောခြင်းနဲ့တည်င်းစကားရှိနေတယ်ဆက်ဖောင်းသုံးဖောင်းသာတော်ဘုရားကလည်း ထာဝရဘုရားအချင်းလူသားတဲ့အဲ့ဒီအယိုးတွေကအသက်ရှင်နိုင်တယ်လို့အဲ့တော့ရည်စည်ခြင်းကဘယ်လိုပြန်ဖြစ်လဲအိုးအရှင်ထာဝရဘုရားကိုတော့အီကိုတော့သိတယ်မင်းမသိဘူးလားဘုရားကလူကိုပြန်ပြီးတော့မေးလိုက်တယ်ဆိုတော့ဘာလို့မေးတာလဲဟာဘုရားသခင်ကျွန်တော်တို့မေးရင်ဘုရားသခင်ကအမြဲတမ်းအလကားရှောက်မမေးဘူး तू လှုပ်ခြင်းနဲ့သူ့ရဲ့အကြံစီနဲ့ရွေကျက်ရှိထားပြီးသားဖြစ်တယ် ပေတရုကိုဖျားသခင်ကမေးတဲ့အခါမှာသခင်ရှုကမေးတဲ့အခါမင်းငါ့ဘလို့ထင်လဲကိုရောခရစ်တော်ဖြစ်တယ်ကိုရောသူ့ရဲ့ဖြစ်ခြင်းကိုသင်ရဲ့အတ္တတအခြေအနေမှာဖော်ပြခြင်းတယ်ဒီအယိုးတွေအသက်ရှင်နိုင်သလားအသက်ရှင်နိုင်စရာအခြေအနေမှာမျက်စိနဲ့မြင်ရှိမှမရှိတယ်မျက်စိအမြင်နဲ့ကြည့်ရင်တိုးတော်လေဖျားသခင်ကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ဖျားသခင်ဘယ်တော့မဆုံးအဲ့ဒီအခြေအနေတည်းမှာဖျားကကျွန်တော်တို့ကိုမေးမယ်မြန်မာနိုင်ငံ မြန်မာနိုင်ငံပြန်ပြီးတော့ကျမ်းမာနိုင်တယ်လို့မြန်မာနိုင်ငံပြန်ပြီးတော့ကောင်းစားနိုင်တယ်လို့မြန်မာနိုင်ငံပြန်ပြီးတော့ဖွံ့ဖြိုးနိုင်တယ်လို့ဘုရားသခင်တင့်ကိုမင်းတင့်ဘလို့ဖြစ်မလဲကိုရတိပါတယ်ကိုရတိပါတယ်လို့တင်ဖြစ်တယ်ဆိုရင်တော့ တင်ရတကယ်ပန်းနေတဲ့သူတယောက်လိုပဲပြောအောင်မဖြစ်ဘူးအကဲလို့ကျွန်တော်တော့မသိဘူးလို့မဖြေတော့ဘယ်နဲ့ကိုတော့သိပါလို့ဖြေတာပို့ပြီးတော့ကောင်းတယ်လေကျွန်တော်မသိပါဘူးလို့ပြောတယ်ဆိုရင်တော့သူ့အနေနဲ့ဖះကိုမယုံသူလိုများဖြစ်မလားတကယ်သူပြန်ဖြေလိုက်တဲ့စကားတော့ကိုတော့သိတယ်လေဒီရိုးတွေအသက်ပြန်ရှင်နိုင်သလားမရှင်နိုင်လားကိုတော့သိတယ်လေမြန်မာနိုင်ငံပြန်လဲကောင်းစားနိုင်သလားမကောင်းစားနိုင်လားကိုတော့သိလားမသိဘူးလား မြန်မာနိုင်ငံဒီအခြေအနေဇိုးတဲ့ကနေပြီးတော့ပြန်လည်ပြီးတော့မှတိုးတက်ကောင်းစားမယ်ဆိုတော့ကိုရောသိလားမသိဘူးလားသင်ရောသိလားဆက်ကြည့်အောင်အဲ့လိုမသိမချာမရည်မရာဖြစ်တဲ့အခြေအနေမှာဘုရားပါဆက်ပြောလေထာဝရဘုရားကလည်းဝါဖះကဘာပြောလဲအဲ့ဒီအယိုးတွေပေါ်မှာ prophet ပြုတော့ဟောပြောရမယ် ကျွန်တော်ကပြောပရောဖက်ပြပြီးတော့ဟောပြောပါအဲ့ဒီပရောဖက်ပြပြီးတော့ဟောပြောတဲ့အကြောင်းအဲ့ဒီသွေးချောက်တဲ့အယိုးတွေထာဝရဖျားရဲ့အမိန်တော်ကိုတဲ့နားထောင်ကြလို့ဟေးအယိုးတွေကတည်နေတာလေတည်တော်မကမနေအယိုးတွေက၆သွင်းနေတာလေအသက်မှမရှိတာအဲ့ဒီအယိုးတွေကိုစကားပြောခိုင်းတယ်ဖြစ်နိုင်လားပြောအသက်ရှင်တဲ့သူကိုစကားပြောမှလေတည်နေတဲ့အယိုးကိုသွားပြီးတော့မှပရောဖက်ပြပြီးတော့မှစကားပြောပါတယ် ဒါကြောင့်ကျွန်တော်ဒီမှာရှိတဲ့သူတွေပြောခြင်းတယ်မြန်မာနိုင်ငံအခုဖြစ်နေတဲ့အခြေအနေမှာသင်ကိုယ်တိုင်က prophet ပြုပြီးတော့ပြောဖို့ဘုရားသခင်လိုရှိတယ်။သင်တို့တယောက်စီတိုင်းကိုဘုရားသခင်က prophet ပြုပြီးတော့မှပြောဖို့ရံအတွက်ဘုရားသခင်ကအလိုရှိတယ်။ဒါမဲ့ကျွန်တော်တို့တော်တော်များများပြောနေကြတဲ့စကားအနုလက္ခဏာအခြေအနေဖြစ်တယ်။စီးပွားရေးလားနိုင်ငံရေးလားကျန်းမာရေးအခြေအနေလားအဲ့ဒီအရာတွေအားလုံးကိုသင်တို့ထက်ကထွက်တဲ့အရာတွေက prophet ပြုတာမဟုတ်ဘဲနဲ့ one ness အရာတွေပဲပြုတယ်။အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် are you going to be prophetic or are you going to be pathetic? pathetic ဆိုတဲ့သဘောတည်းဝမ်းနေစရာကောင်းတဲ့အခြေအနေကိုပဲတင်ပြောနေမလား Oh are you going to be prophetic pathetic ဝမ်းနေစရာကောင်းတယ်စိတ်မပါလည်းမပါဖြစ်တယ်အဲ့ဒါတွေကိုပဲတင်ဝန်ခံမလားဒါမှမဟုတ်ရင်တင်ကိုယ်တိုင်ကနေပြီးတော့မှဘုရားသခင်ကသွေးချောက်တဲ့အယိုးတွေကိုအမိန်ပေးတကယ်သို့ပြောခိုင်းတကယ်သို့မြန်မာပြည်ကြီးပေါ်မှာတင်ဘောတော့ပဲပြုမလားဆက်ကြည့်အောင်ငါ့ကိုကြည့်အောင်ဘာပြောလဲဤတွေးချောက်တော့အယိုးတော်ဟာအရှင်ထာဝရဘုရားမိန်တော်မူသီးကား ငါဒီတင်တို့အแทသောအသက်ကိုသိ၍တင်တို့ဒီအသက်ရှင်ရကြလိမ့်မည်ဟာလေလုယအဲ့ဒီအယိုးတွေထဲမှာဘာကိုဖျားသွင်းမလဲအသက်ကိုသွင်းမှာအသက်ဆိုတဲ့အရာကဖျားစီကပဲလာတယ်လောက်ယူလို့မရဘူးမေဆွေလူတွေကတော့မြန်မာပြည်ကြီးနလန်ပြန်လဲထူလာဖို့ရန်အတွက်အမျိုးမျိုးအသက်သွင်းကြအမျိုးမျိုးစ조사ကြတယ် သူတို့လောက်တက်တဲ့နီးဗျူဟာတွေနဲ့သူတို့ကစ조사ပြီးတော့မှအသက်ဝင်လာဖို့ရန်အတွက်အသက်ရှင်ဖို့ရန်အတွက်ပြန်လဲကောင်းစားလာဖို့ရန်တိုးတက်ဖို့နဲ့နီးမျိုးစုံနဲ့လှုပ်ဆောင်ကြတော့ညာလည်းပဲအသက်ပေးတဲ့သူကအသက်ကိုသွင်းပေးတဲ့သူကဘုရားသခင်ပဲဖြစ်တယ်။ဟာလေလုယာ၆ခုချီအောင်သင်တို့ဘုံမှာအချောတို့ကိုငါတင်၍အရင်နေ့ဖုံးလွှမ်း၍အသက်ကိုသွင်းသည်ဖြင့်သင်တို့သည်အသက်ရှင်၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသိရကြလိမ့်မည်။ ်ဟာလေလုယာနည်းနည်းပြောင်းအောင်နည်းနည်းတော်ကီနည်းနည်းပြောင်းအောင်အဲ့ဒီသင်တို့အပေါ်မှာဆိုတဲ့စကလုံးပေါ်မှာမြန်မာနိုင်ငံပေါ်မှာထည့်အောင်အာမင်1 2 3မြန်မာနိုင်ငံအပေါ်မှာအချောတို့ကိုငါတင်၍အသားကိုတက်စင်ပြီးအရင်နှစ်ဖုံးလိုက်ရဲ့အသက်ကိုသွင်းသဖြင့်မြန်မာနိုင်ငံသည်အသက်ရှင်၍ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုတည်ရကြနိုင်ပြီဟာလေလုယာ Hallelujah! တင်ညမာနိုင်ငံတည်းဆုမတော်နိုင်ပြဿနာမရှိဘူးအခုဒီ prophet project တိုင်းတင်အဲ့ဒီမှာညမာနိုင်ငံဆိုတဲ့စာသားကိုထည့်ပြီးတော့မှတင်ဆုတောင်းအဲ့ဒါတင် prophet ပြရမယ့်ရာဖြစ်တယ်အာမင်ညမာနိုင်ငံမှာဘုရားအကြောတင်မယ်တဲ့အသားကိုတက်စေမယ်တဲ့အရင်နဲ့ဖုံးလွှမ်းမယ်တဲ့အသက်ကိုသွင်းပြီးတော့မှတဲ့ညမာနိုင်ငံအသက်ရှင်ပြီးတော့မှထာဝရဘုရားဖြစ်တဲ့ဘုရားကိုသူတို့သိကြလိမ့်မယ်ခုနှစ်ခုကြည့်အောင် hallelujah မာထာရမူတိုင်း hallelujah မာထားတော်မူတဲ့ငါဒီပရောဖက်ပြုရေစကြေလာပရောဖက်ပြုတကယ်တော့ကိုသူရာပရောဖက်ပြုမယ်ရေစကြေလာပရောဖက်ပြုတကယ်တော့ကိုထီးရဲ့ပရောဖက်ပြုမယ်ရေစကြေလာပရောဖက်ပြုတကယ်တော့ဥပန်ကြီးမယ်ပရောဖက်ပြုမယ်ဒါဆိုဒီမှာရှိတဲ့သူတွေဆိုရင်ပရောဖက်ပြုပါအာမင်သင်ပရောဖက်ပြုပါဖယားက၆တွေ့တဲ့အချိန်တွေကိုအသက်သွင်းဖို့ရန်အတွက်ဖယားတတ်နိုင်နေဆိုရင်သင်ဘက်ကဘာမှလှုပ်ရှားမလို့သင်လို့မယ့်အရာဒီယုံကြည်ဝန်ခံခြင်းနဲ့လို့ရမှာဖြစ်တယ်သူလို့တဲ့အရာဒီ ်ယေဇကျေလသည်ဘာမှလုပ်ဆရာမလိုဘူးဖျားခိုင်းတဲ့အတိုင်းပဲ prophet ပြုကိုင်း prophet ပြုလိုက်တယ်ဖျားမာတဲ့အတိုင်း prophet ပြုလိုက်တခါကျရင်မင်းတို့ကောင်းတယ်ကွာလင်းနဲ့ပဲဆူတောင်းနေတာပါလင်းနဲ့ပဲဝန်ခံနေတာပါလင်းနဲ့ပဲလှုပ်လှုပ်နေတာဘာမှလက်တွေမလှုပ်ဘူးလို့လူတွေကသင်တို့ကောင်းအပြစ်တင်ကောင်းအပြစ်တင်လိုက်မယ်မင်းတို့ခရစ်ယာန်နဲ့တတ်တာတော့ဘာလဲမင်းတို့ကဆုပဲတောင်းနေတာမင်းတို့ကဖျားဘဲခေါ်နေတာမင်းတို့ဘာမှလက်တွေမလှုပ်ကြဘူးဒီမှာ prophet ယေဇကျေလဘာလုပ်လဲဖျားခိုင်းတဲ့အတိုင်း prophet ပြုတယ် အဲ့ဒီ prophet ပြုတ်နေတဲ့အချိန်မှပဲဒီမှာပြောတယ်ဘာပြောလဲ prophet ပြုတ်စင်တွင်ပြော prophet ပြုတ်စင်တွင်အသံမြည်ဤလှောက်ရှားခြင်းလက်ရှိအယိုးတို့ဒီတစ်ခုအနည်းတို့တစ်ခုချင်းကြိုက်ဝါကျွန်တော်လေးဤစင်လာမြင်ရတဲ့အဲ့ဒီမြင်ကွင်းကိုလေကျွန်တော်သာမြင်ရရင်တော်တော်လက်မကောင်းပါဘူးစဉ်းစားကြည့်နော်သူ့ချောက်တဲ့အယိုးရှိတဲ့ကွင်းမြင်ရင်တကယ်ကိုမှအမအယိုးတွေနဲ့ပြည့်နေရဖျားသခင်ကနေပြီးတော့ prophet ပြုတ်လို့မှအဲ့တော့ဘုရားခိုင်းတဲ့ရာကို तू က prophet ပြုတ်လိုက်တယ်ပြုတ်တဲ့အချိန်မှပဲတဲ့အသံမြည်တယ်ဘာအသံမြည်မဲ့ထင်လဲ အယိုးတော့ရုပ်ရှင်ထဲမှာကြည့်နေတဲ့ဇက်ကားထဲမှာပုံပြီးတော့အသက်ဝင်မဲ့တင်တယ်ပရောဖက်ပြုတ်နေတဲ့အချိန်မှာပဲအတန်ဆမြည်တယ်ဒါကြောင့်တင်ကိုယ်တိုင်ပရောဖက်ပြုတ်နေတဲ့အချိန်မှာပဲဘုရားသခင်ကလှုပ်လှုပ်နေပြီတင်ဝန်ခံနေတဲ့အချိန်မှာလည်းဘုရားသခင်ကမြန်မာနိုင်ငံအတွက်အမှုဖြစ်ကိုဘုရားသခင်ပြုတ်နေပြီဟာလေလုယတင်ဝန်ခံနေတဲ့အချိန်မှာလည်းဘုရားသခင်ကသင်မမြင်ရတဲ့နောက်ွယ်မှာဘုရားသခင်အလှုပ်လှုပ်နေပြီလှောက်ရှားခြင်းလည်းရှိတယ်အယောတော်ဒီတစ်ခု အနီးတော်တစ်ခုချင်းကပ်ကြရင်အယိုးတွေခေါင်းကတခြားကိုယ်ကတခြားခြေထောက်အယိုးကတခြားအဲ့ဒီအယိုးတွေအလုံးကခရခရခရတခါလေပြန်ပြီးတော့မှတပေါင်းတစ်စီးရဖြစ်လာကြပဲဟာအယိုးတခြားအသားတခြားဖြစ်နေနေရတယ်မျောလင့်စရာမရှိတဲ့အယိုးတွေပြန်ကျဲနေတာအစီရောင်းမမြုပ်ထားမှမဟုတ်နော်အဲ့ဒီကွဲလင်းနေတဲ့တွေ့ချောင်းနေတဲ့အယိုးတွေအလုံးကတစ်ခုနဲ့တစ်ခုပြန်တော့ပေါင်းစည်းလာကြပဲဟာလေလွတ်ဆက်ကြည့်အောင်ရှင်းပါ ငါကြည့်ရှုစဉ်တွင်အချောတို့ဒီပေါ်လာ၍အသားလက်တက်ဤအရေလဲဖုံးလိုက်ရင်တို့ရာတွင်အသက်မရှိသေးဟာချစ်ထူးကြမှုတွေဖြစ်လာပြီအယိုးတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်လာပြီအချောတွေလည်းပေါ်လာပြီအသားလက်တက်လာပြီအရေဖုံးလွန်းလာတယ်အသားရေ skin တွေပါတွေဖြစ်လာပြီအယိုးပေါ်မှာတစ်ခါတည်းအချောတွေအချောပေါ်မှာအသားတွေပြီးတော့အရေကုန်နဲ့ဖုံးလွန်းလာပြီဟာကြည့်ရလို့ရှိရင်တော့လောက complete ဖြစ်လာတဲ့အခြေအနေတစ်ခုရောက်လာပြီဒါပေမဲ့ဘာမှမရှိသေးဘူးလေအသက်မရှိသေးဘူး အခုကျွန်တော်တို့ prophet ပြုပြီးတော့ညီမနိုင်ငံအတွက်ဝန်ခံနေတဲ့ຢာတွေဘုရားသခင်ကလေအဲ့ဒါတွေကကျွန်တော်တို့အတွက်အချင်းကြီးမဟုတ်ဘူးနော်ဘုရားသခင်လုတ်ပေးနေတယ်ဘုရားသခင်လုတ်ပေးနေတယ်သင်စောက်ဝန်ခံပါကုံကုံပြောမှဗျာအစိုးဆုံးအချင်းကြီးဖြစ်နေတော့မှသင်မြင်ကျင်တဲ့ပုံစံပုံနဲ့စန့်ကျင်မဲ့ဖြစ်တဲ့အချင်းကြီးမှပြင်လေသင်ဆက်ပြီးတော့အားရပါရဝန်ခံပလိုက်ဝန်ခံပလိုက်ဆမ်းပါညီမနိုင်ငံမှာထိုကဲ့သို့သောဘုရားလူတွေအပြင်ဘုရားသခင်ကြီးတော်မှုကိုပြုတော် သူကိုယုံကြည်မျော်လင့်ဝန်ခံ prophet ပြုတော်သူတွေရဲ့အသက်တာအားဖြင့်မဖြစ်နိုင်သောအချိန်တွေထဲမှာမဖြစ်နိုင်သောအရာကိုဖြစ်စေမဲ့သူကထာဝရဘုရားခင်ဖြစ်တယ်။ hallelujah ဒီမှာကြီးအသက်မရှိသေးဘူး။တေချာတော့မအသက်မရှိသေးဘူး။အသက်ဆိုတာဘယ်ရပဲလာလဲ။ဘုရားစီကပဲလာတယ်။ prophet ပြုပြီးတော့ဝန်ခံတယ်နော်။ကျွန်တော်တို့ထင်တာတော့ကျွန်တော်တို့ကလုံနေရတယ်။ကျွန်တော်တို့ကဝန်ခံနေရတယ်ကျွန်တော်တို့ကပြောနေရတယ်ဘာမှမဖြစ်လာသေးဘူးလို့ကျွန်တော်တို့ထင်တယ် ကျွန်တော်ပြောမယ်သင်ကသင်ပိုင်းသင်လို့ပါဘုရားသခင်ကဘုရားပိုင်းလို့လိမ့်မယ်ဆက်ကြည့်အောင်နှုတ်ကပတော်တော်မှာထာဝရဘုရားကလည်းအချင်းလူသားလေအားပရိုဖက်ပြုတော်အရှင်ထာဝရပြာကြီးအမိန်တော်ကိုလေအားဆင့်ဆိုရမိမှာအိုလေအရှိလေးမျက်နာတို့မှလာ၍ဤအသေးကောင်တို့သည်အသက်ရှင်မိအကြောင်းသူတို့အပေါ်မှာမှောက်လို့ဟုဝါဘုရားကဘာလို့ခံနေစီလောက်လေကိုပရိုဖက်ပြုခိုင်းတယ်အာမင်လေကိုပရိုဖက်ပြုမယ်လေလို့ပြောရင်နှုတ်ကပတော်ထဲမှာ ကျွန်တော်တို့အခုတိုက်ခတ်တဲ့လေလှုပ်ရှားတဲ့လေအဲ့ဒါတခုတည်းကိုပြောရမှာမဟုတ်လေဆိုတာကထာဝရဘုရားရဲ့ဝိညာဉ်တော်ကိုပုံဆောင်ပြောနေတာဖြစ်တယ်လူတယောက်အသက်ရှင်ဖို့ရန်အတွက်အတွင်းဝိညာဉ်ထဲမှာအသက်ရှင်ဖို့ရန်အတွက်ဘုရားရဲ့ဝိညာဉ်တော်မှုတ်သွင်းခြင်းမှာတော့မှုတ်သွင်းခြင်းမရှိရင်အသက်ရှင်လို့မရဘူးဒီခန္ဓာကိုယ်ထဲမှာအသက်ရှိဖို့ရန်အတွက်အထဲမှာအသက်ရှင်စေတတ်သောဝိညာဉ်တော်ကဝင်လာတဲ့အခါမှာတင်အသက်ရှင်လာတာဖြစ်တယ် အဲ့ဒီအချင်းထားတော့ပြောလေကိုပြောပြလို့ပြောတာအရက်လိမ့်မယ်နာတို့မှလာပြီတဲ့ဤအသေးကောင်တို့ဒီအသက်ရှင်ပြီးအကြောင်းသူတို့ပေါ်မှာမောက်လို့ဒီမှာချင်းဖယားကသူတယောက်တည်းလုံရင်ရရသားနဲ့ဘာဖြစ်လို့သူ့ကိုအဲ့ဒီရည်စီခြင်းအောင်လုတ်ခိုင်းတာဟမ်မြန်မာနိုင်ငံဖယားသခင်ကပြောင်းနေလို့ပြင်ကိုတော့တစ်ချက်ကလေးလို့နဲ့ပြောင်းလဲပြီလေကိုတော့တစ်ချက်ကလေးပဲရန်သူတွေကိုရှုံးနေအောင်အကုန်လုံးမောက်လဲမောက်ပြန်ဖျက်အောင်လုပ်လဲလို့ရလေဘာဖြစ်လို့များကိုတော့ကရည်စီခြင်းအောင်ကိုအဲ့လိုပရော့ဖက်ပြုခိုင်းတာနေရှောက်လုတ်ခိုင်းနေတာလဲ ကိုရောလုံးရရတဲ့နဲ့လေရှော့ပြီးတော့မှလေတွေပါတွေပရိုဖက်ပြူတာမလုံးနဲ့လေကိုရောပဲအဆဆုံးလုပ်လိုက်ပါလားဒီမှာမှတ်ထားပါဘုရားသခင်ကတင့်တဲ့အတူတူကအမှုအမှုပြုခြင်းနဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကတယောက်တည်းအလုံးမလုပ်ခြင်းဘေးနောက်ဒီပြောလဲဘုရားသခင်ကတင့်တဲ့အတူလုပ်ခြင်းတယ်လို့ထားပြလို့ယုံကြည်ရဲတဲ့သူနဲ့ဘုရားအလုံးလုပ်ခြင်းတယ်လို့ပြောလိုက်ပါဦးဟာလေလုယာဒီမှာယုံကြည်ရဲမှုဆိုရင်ယုံကြည်ပါ ဖြစ်နိုင်တဲ့အခြေအနေကိုယုံဖို့ယုံတယ်ဘုရားသခင်ကသူ့ကိုတဆင့်ညင်းစီရည်စည်ကြလောက်ဘုရားဆွဲခေါ်နေတယ်ဘုရားပြောခိုင်းတဲ့အတိုင်းပြောတယ်အကျော်တွေအယိုးတွေပြန်ချိတ်ဆက်လာပြီးတော့မှအသားတက်လာပြီးဒါပေမဲ့အသက်မရှင်သေးဘူးအသက်မရှင်သေးတဲ့ဒီအသက်မဲ့နေတဲ့ခန္ဓာကြီးကိုလေကိုပရောဖက်ပြုတ်ခိုင်းတဲ့အခါမှာဘာဖြစ်လာလဲတဆယ်ဦးကြည့်အောင်မာထားတော်မူသည့်တိုင်း ငါသည် prophet ဖြစ်၍လေသည်သူတို့အထဲသို့ဝင်သည်ဖြင့်သူတို့သည်အသက်ရှင်၍အလွန်များသောဘုံခြင်းဖြစ်လေမတ်တက်နေကြ၏ hallelujah မတ်တက်ရအောင်မတ်တက်ရအောင် hallelujah hallelujah ဒီဘုံခြင်းတွေမတ်တက်ရဖို့တရေကြီးတယ် hallelujah 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 အသက်ရှင်နေအသက်ရှင် time နေတော့မတ်တက်ရလား ဝိညာဉ်ရဲ့မှာဘာကိုဖော်ပြနေသလားသင်ဒီချိန်မှာယက်တီဖို့ရင်အတွက်ဘုရားသခင်လိုရှိတယ်သင်ထိုင်နေဖို့ရင်အတွက်ချိန်မို့တော့အသက်မဲ့နေတဲ့ဒီအယိုးသွေးချောက်တဲ့အယိုးစုကြီးကိုဘုရားကပြန်လဲအသက်သွင်းတဲ့ခါမှာအဲ့ဒီအားကြီးရဲ့ဘုံကြီးတရားမတ်တပ်နေကြတယ် stand stand upon the truth of god ဖရာသခင်ရဲ့တမာတရားပေါ်မှာယက်တီဖို့တဲ့ဖရာသခင်သင်ကိုလို့ရှိတယ်။အဲ့ဒီအာကြီးတဲ့ပူချေတွေကမှတ်တက်နေပြီးတော့မှစတက်မှာမပြောလဲကြည့်အောင်။ထာဝရဖရာကလည်းအချင်းလူသားဤအယိုးတို့သည်ဤတရလအမျိုးအပေါင်းဖြစ်ကြ၏။ငါတို့အယိုးများသည်သွေးချောက်ကြ၏။မျော်လင့်စရာမရှိငါတို့သည်ဆုံးရှုံးကြပြီသူတို့ဆိုတတ်ကြ၏။ဟိုးတူလိုက်တာဤတရလအမျိုးသားတွေနဲ့ကျွန်တော်တို့တိတ်တူတာပဲ။ဖြစ်နေတဲ့အခြေပဲဝန်ခံတယ်။ပြဿနာတွေပဲဝန်ခံတယ်။ မျောလင်းစရာမရှိလို့ဝန်ခံတယ်။ဆုံးရှုံးတယ်လို့ဝန်ခံကြတယ်။ဆိုတက်ကြတယ်။နောက်ဒီမှာရှိတဲ့သူကျွန်တော် language ရေးပြောင်း။ဘေးနားဒီပြလာတင့်ဘာသာစကားပြောင်းလိုက်ပါလို့ပြောလိုက်ပါ။ဖြစ်နေတဲ့အခြေအနေဝန်မခံနဲ့လို့မဖြစ်လာသေးတဲ့အရာတွေဝန်ခံလိုက်လို့မြန်မာနိုင်ငံကိုကောင်းကြီးပေးပါမြန်မာနိုင်ငံကိုကောင်းကြီးပေးပါမြန်မာနိုင်ငံကိုကောင်းကြီးပေးပါတိုင်းနိုင်ငံပြည်သူတင်ကောင်းကြီးပေးပါတင်းတို့ကဝန်ခံ prophet ပြုတဲ့အတိုင်းပဲအာကြီးတဲ့ဘုရားဖြစ်ဘုရားသခင်ပြောင်းလဲပေးလိမ့်မယ် ။ Hallelujah ။စနေကိုဖောင်း။ Oh, တို့ဖြစ် Prophet ပြုလေအရှင်ထာဝရပြန်အမိန်တော်ကိုသူတို့ဆက်ဆွရမြင်မှာ။အချင်းငါးဤလူတို့တင်းတို့တင်းကြမ်းတို့များကိုငါဖွင့်၍တင်းတို့ကိုထုတ်ပြီးလျှင်ဣသရေလပြည်သို့ပို့ဆောင်မီ Hallelujah ။ Woah! Hallelujah. Shakarama seki andarabas. ဒီနေ့ကျွန်ခံရနေရနေပြီးတော့မှဣတလလပြီကိုဘုရားသခင်ပြန်ပို့ဆောင်တယ် အခုကျွန်တော်တို့တွေ့နေရတဲ့အခြေအနေအမြဲမုံမွေးဆွေကျွန်တော်ရဲ့အသက်တာဘုရားသခင်ကျွန်တော်တို့ကိုပို့ဆောင်မဲ့ဘုရားရဲ့ဂတိတော်နေမြေတဲ့ကိုဝင်စားဖို့ရန်အတွက်ဘုရားသခင်ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်ဘလို့နှလုံးသားနဲ့ကျွန်တော်တို့ဝင်မလဲယုံကြည်မှုမရှိဘဲနဲ့မျှော်လင့်ချက်မရှိဘဲနဲ့စိတ်ဓာတ်တွေကြာအားငယ်ပြီးတော့ဝင်ဖို့တဲ့ဘုရားသခင်လိုမရှိဘူး ဘုရားသခင်ကတင့်ကိုဘူဂျီအဖြစ်ဘုရားသခင်ဝင်စင်มาဖြစ်တယ်။တင်းတော့ဘူဂျီဖြစ်တယ်။အာကြီးတော်ဘုရားသခင်ရဲ့စစ်သူရဲ့ဖြစ်တယ်။တင်းတော့ကုတ်ချောင်းကုတ်ချောင်းနဲ့ညမာပြီမှာပြန်ဝင်စားမယ်သူမဟုတ်ဘူး။အာကြီးတော်ဘူဂျီဖြစ်ဘုရားသခင်တင်းတော့ကိုဝင်စားစင်มาဖြစ်တယ်။မတ်တက်ရက်ပြီးတော့မှအာရှိတဲ့စစ်သူရဲ့ဖြစ်မြန်မာနိုင်ငံကိုပြန်လဲတည်ဆောက်မယ်သူရဲကောင်းတွေဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ရှတ်တာမဆက်ကြီးဟာလေလုယာ။ အရမရှိတရားလာလေအလုံးတူကလက်ကိုမြောက်ထအောင်ဘုရားသခင်ရှိမှာပဲကျွန်တော်အရှုံးပေးအောင်သွေးချောက်တဲ့အယိုးတွေကိုအသက်ရှင်စေပြန်တော်ဘုရားသခင်အိုးကိုရောကိုမြောက်ချိတယ်ဟာလေလုယာတင်မလို့မြောက်နိုင်တဲ့အမှုကိစ္စတွေကဘုရားသခင်တင်ကိုယခုပဲလွမြောက်ခြင်းပေးနေပြီယုံကြည်ဝန်ခံပါ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 ဘုရားသခင်တတ်နိုင်တယ်ဘုရားသခင်မတတ်နိုင်သောအမှုရာတစ်စုံတစ်ခုမှဘုရားမှာမရှိဘူးတင်မှာ ဖြစ်နေတဲ့ပု္ပ္ပစာတွေနားမလည်တဲ့အရာတွေရှောက်ထွေးနေတဲ့အရာတွေတန်တရားဖြစ်နေတဲ့အရာအလုံးဘုရားသခင်ယခုပင်ရှင်းလင်းစေပြီရှင်းလင်းစေပြီဟာလေလုယာဘုရားသခင်အသင်ကိုဘယ်တော့မှရှောက်ထွေးတဲ့အရာကိုဘုရားသခင်မပေးဘူးဘုရားသခင်ပေးသောယာတိတကောပါသောစိတ်ချစ်တဲ့သောစိတ်ရှင်းသောစိတ်ဘောကိုဘုရားသခင်ပေးတယ်ဟာလေလုယာငွေကြီးနဲ့ပတ်သက်တဲ့အရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အရာတွေလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်တဲ့အရာတွေမိသားစုနဲ့ပတ်သက်တဲ့အခြေအနေတွေအိုမိသားစုကြားထဲမှာရှင်းနေတဲ့နားမလည်နိုင်ခြင်းအရာများအားလုံးတွေ ဖို့ဖောက်လွမြောက်ခြင်းကိုဖြစ်စေလျက်အတ္တတအသီးသီးမှာကိုတော်ပြုတဲ့နမိတ်လက္ခဏာသည်ကိုတော်ဤဖျားเจ้าကနေပြန်မထွက်သွားခင်အချိန်မှပဲလင်ကိုတော်တက်တွေကိုမြင်တွေ့ခံစားဖြစ်ကြောင်းယုံကြည်ခြင်းနဲ့ဝန်ခံတယ်ဗျာခင်